းခင်မှာအမတမ်းကြောက်စရာကောင်းတဲ့တေချာစဉ်းစားကြည့်အကုသိုလ်လုံးနေတဲ့ပုဂ္ဂိုလ်တွေဆိုအားဆိုပါဏာတိပါဒအမှုကိုပြုနေတဲ့ပုဂ္ဂိုလ်တွေကုသိုလ်ရတဲ့ခြင်းလို့လုပ်တာအကုသိုလ်မှန်သိလို့လုပ်တာမဟုတ်ဘူးတပ်ချက်ပြီးတော့ရင့်နဲ့ပူဇော်တဲ့ပုဂ္ဂိုလ်တွေသွားမေးကြည့်မြတ်စွာဘုရားလက်ထက်တုန်းကသာသရစ်တွေဆိုတာရှိရစ်တွေပူဇော်တဲ့အထက်မှာသဘာစတုကရစ်တို့ သဗ္ဗအထကယစ်တုသဗ္ဗတတကယစ်တုသဗ္ဗတတကယစ်တုဘာလုံးထားတော့ဆိုရင်အသေးဆုံးရှစ်ပူဇော်မှုကဘာလဲဆိုရင်တတ္တဝါတွေတတ်တာပဲအသားစားတဲ့လူနဲ့အသားပေါ်တဲ့ပေါ်တဲ့လူကျေရှုဘာသာအေးကိုင်းကဘယ်လိုယူဆတော့ဆိုစားတဲ့လူနဲ့တတ်တဲ့လူ အကုသို့ဖြစ်တာချင်း50 50တယ်50 50သူကတို့ပြောတယ်အဲ့ဒါချင်းဝါတာအဲ့ဒီတိုင်းရှိ50 50ပဲဟောတတ်တဲ့လူက90ရာခိုင်နှုန်းပတ်သက်စားတဲ့လူက90ရာခိုင်နှုန်းပတ်သက်တယ်အဲ့ဒါကိုတော့မြတ်စွာဘုရားလက်မခံလက်မခံဘာလို့လက်မခံတော့လို့ဆိုတော့စဉ်းစားကြည့်ပေါ့တတ်တဲ့လူရဲ့စိတ်ဓာတ်နဲ့စားတဲ့လူရဲ့စိတ်ဓာတ်နဲ့ တမျိုးစီပဲလေအဲတခုတော့ရှိတာပေါ့ဧနာအတွက်တပ်ပါစေဆိုတဲ့စိတ်ရှိရင်တော့သူလည်းပါမှာပေါ့အဲ့ဒါဆိုရင်အဲ့လိုမဟုတ်ဘူးဈေးတွေ့လို့ဝယ်စားတယ်နော်ဈေးတွေ့လို့ဝယ်စားတယ်အသားဆိုင်ကဝယ်စားလိုက်တယ်အဲ့နောက်တတ်ကြပါစေဆိုတဲ့စိတ်လည်းမရှိဘူးသူကအသားအနေနဲ့ပဲဝယ်စားလိုက်တယ်သို့တော့သူ့စိတ်ထဲမှာတေးပါစေဆိုတဲ့စိတ်တခုမှမထားဘူး စားစရာတစ်ခုအနေနဲ့ဝယ်စားတယ်စိတ်ရဖြူစင်အဲ့ဒါကိုမြတ်စွာဘုရားကဥပမာပါနဲ့ပေးတော်ဆိုလို့ရှိရင်လက်မှာဒဏ်ရာအနာတရားမရှိဘူးဆိုလို့ရှိရင်အစိတ်ကိုင်းပေမဲ့လို့အစိတ်မသိဘူးတဲ့ဆိုလိုတာကကိုယ်စိတ်ကစင်ကြယ်တန်ရှင်းနေရင်အကုသိုလ်မဖြစ်ဘူးလို့ဒီလိုပြောတာအဲ့ကောင်းပြီလောကမှာအကုသိုလ်ဘယ်လိုလုပ်ရင်ဖြစ်တယ်ဘယ်လိုလုပ်ရင်မဖြစ်ဘူးဆိုတာ အသည့်ကိုအမှန်တမ်းအရေးကြီးခေါနာရှိခြင်းဆရာတော်ကြီးကရေးတယ်တနစ်တခါငရဲရှာလူရွာဖရားပွဲငရဲဝိဒါကုသိုလ်တပည့်ငရဲဝိဒါစာရမ်းမှာဒီလိုရေးထားမဖြစ်လို့တော့ဆိုတော့သူခင်မှာခေါနာဖရားပွဲတွေဟာဝတ္တချက်တတ်နဲ့သားတွေတတ်ပြီးတော့တန်ဃာတွေပြင့်ပြီးတော့ဆွံ့ကြွေးကြတယ်ဘာလို့ကြတယ်ဧည့်သည်တွေအခမ်းကြတယ်ဒီလိုတွေဖြစ်တာဟုတ် အဲ့ဒါကြောင့်မလို့တန်းကောင်းနေတက်ပြီးတော့ဒါနာကောင်းမှုလုပ်တယ်ဆိုလို့ရှိရင်နှစ်ပိုင်းရှိတယ်သူတတ်တဲ့အပိုင်းကတစ်ပိုင်းဒါနာကောင်းမှုလုပ်တာတစ်ပိုင်းတတ်တဲ့အပိုင်းကအကုသိုလ်ဖြစ်တယ်ဒါနာကောင်းမှုလုပ်တာကုသိုလ်ဖြစ်တယ်အဲ့ဒီနှစ်ခုကိုရှင်ကြည့်လိုက်မယ်ဆိုရင်ဒါနာရလိုက်တာကနည်းနည်းငရဲကြီးတာကများများအဲ့ဒါကိုရည်ရွယ်ပြီးတော့သူကကုသိုလ်တပည့်ငရဲရိတ်တာလို့ပြောတယ် နော်ကုသိုလ်ကတပည့်ငရဲတပည့်တာကြားဖို့ကြောက်ပါလိမ့်မယ်အမျိုးသမီးတယောက်အိမ်ကိုဧည့်သည်ရောက်လာအဲ့ဒီနေ့မှာလဲအသားမပေါ်ရဥရိယအသားပဲမဝင်ရအိမ်ရောက်လာတဲ့ဧည့်သည်ကိုလဲသူကခင်းကောင်းနဲ့ဧည့်ခံတယ်အိမ်မှာမွေးထားတဲ့စိတ်ကလေးကိုလဲလေးပြီးတော့ချက်အဲ့ဒီအမျိုးသမီးဟာဘဝတိုင်းဘဝတိုင်းမှာအ तू อ่ะဒီလဲလေးပြီးတော့ချက်လိုက်လို့ငရဲတော့ तू ကြသွားကြသွားပြီးငရဲကလွတ်တဲ့အခါကျတော့ဇက်ပြတ်ဇက်ပြတ်ပြီးတော့တေးရတဲ့ဘဝမဲဦးတယ်ခန္ဓာမလို့တချို့ကပြောစိတ်မွေးအမြတ်ခံရတယ်ဒီတချို့ကထင်ကောင်းထင်လိုက်ပြီကိုကတခါတည်းတတ်တာဘာဖြစ်လို့ဒီလောက်ခံရတယ်လူရဲ့တဏ္ဍာမဖြစ်တဲ့စေရနာနဲတာမှမဟုတ်တာ အဲ့ဒါမေးလို့ရှိရင်ကိုယ်ပြန်မေးရလိမ့်မယ်တရားပင်ဆိုင်တဲ့အခါမှာဒစီတဲ့ဆိုင်အပင်အသီးတော့တလုံးနဲ့သီးသလားသို့မဟုတ်အများကြီးသီးတာလားဟောတခုတည်းလုပ်ပေမဲ့လို့အများကြီးရတယ်ဆိုတာသင်ရှားတယ်နော်အများကြီးရတယ်ဆိုတာသင်ရှားတယ်လူရဲ့တဏ္ဍာမှာစိတ်စေရနာတွေကမြောင်များစွာဖြစ်တယ်လက်ဖြစ်တည်းတည်းအတွင်းမှာဂရေတသိန်းလောက်ဆိုစေရနာပေါင်းမှာဂရေတသိန်းလောက်ဖြစ်သွားတယ် အဲ့ထက်မဲ့အကျိုးပေးနိုင်တဲ့စေတနာတွေများများစွာပါတယ်။ဒါကြောင့်မို့မြတ်စွာဘုရားကကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာလည်းပဲတိရိစ္ဆာန်ကိုလှူလို့ရှိရင်အစတရားတဲ့ကိုချင်းတရားမကောင်းတဲ့လူတယောက်ကိုလှူရင်အစတထောင်တဲ့ဟာဒီလိုပြောတာ။နော်။အဲ့တော့ခုနကအကုသိုလ်လုပ်တည်လုပ်လို့အကုသိုလ်တွေဖြစ်လာပြီဆိုလို့ရှိရင်လည်းဒီလိုပဲခံရ။ကဲအဲ့ဒီအမျိုးသမီးကဧည့်သည်ကိုကျွေးမွေးအဲ့ခံနေတာ ဒါကုသိုလ်ပဲကြည့်ချင်းမွေးချင်းလေမနဲ့ဒါကုသိုလ်သို့သောစိတ်ကလေးကိုတတ်လိုက်တာတော့အကုသိုလ်ပေါ့အဲ့ဒီအကုသိုလ်ကိုခံရတယ်ကုသိုလ်ရဲ့အကျိုးခံရတာဘယ်လောက်မထင်ရှားပဲနဲ့လူဘဝရလာတိုင်းရလာတိုင်းသို့မဟုတ်ဘဝတစ်ခုရတိုင်းရတိုင်းဇက်ပြက်ဇက်ပြက်ပြီးတော့သင်ရတယ်တဲ့အဲ့ဒီအကုသိုလ်ဟောခံလဲရတာအများကြီးခံအဲ့လိုမျိုးရည်ရွယ်ပြောတာကုသိုလ်တပည့် နရဲကတပိတ်သာသူတို့ခံရရင်ဘယ်ဘယ်ဟိုရင်းဖြစ်မလဲတော်တော်လေးအကြောက်စရာကောင်းတဲ့ဟာတစ်ခုပေါ့